မြန်မာမှတ်သမကကဘာနိုင်ငံရဲရဲတွေအထိဂုံတရင်ကြော်ကြားလှတဲ့ဒီရွှေကုံစီရီတော်မြတ်ရဲ့ဖရာသမိုက်ဟာလွဲမှားပြီးရေးသားထားတဲ့ဆိုတဲ့အကြောင်းကိုသိရှိရတဲ့အချိန်မှာတော့ကျွန်တော်အနေနဲ့အလွန်ကိုမှအံ့ဩတုန်လှုပ်မိပါတယ်။ဟုတ်ပါတယ်။ဒီနေ့မှာတော့လေးစုတက်ပုံရွှေကုံစီရီတော်မြတ်ရဲ့လွဲမှားပြီးရေးသားထားတဲ့ဆိုတဲ့သမိုက်အချက်လက်အကြောင်းကိုဘ ഹു တုတဖြစ်ဖွယ်တင်ဆက်ပေးသွားဖို့ပြင်ဆင်ထားပါတယ်။ပုံမှန်အဖြစ်မိတ်ဆက်ရရင် ကျွန်တော်ကတော့နေမျိုးပဲဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ရွှေတကုံဇီတီတော်မြတ်ရဲ့တမိုင်းဟာလင်ညာပြီးလွဲမှားစွာရေးသားထားတာဖြစ်တယ်ဆိုတဲ့အကြောင်းကိုမပြောခင်ဇက်ရီလေးစင်ဖို့ရွှေတကုံဇီတီတော်မြတ်ရဲ့ဖရာတမိုင်းအကြောင်းကိုအရင်ဆုံးပြောပြပါမယ်ချင်းကလာအပြင်လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော် ဂေါတမမြတ်စွာဘုရားရှင်ကတဖုတ်သားနဲ့ဗလိကအမည်ရှိကြတဲ့ကုံတယ်ညီနောင်နှစ်ယောက်ကိုဆန်တော်မြတ်ရှစ်စုပေးသနာတော်မူခဲ့ပါတယ်။အဲ့ဒီကုံတယ်ညီနောင်နှစ်ယောက်ဟာဆန်တော်မြတ်ရှစ်စုကိုဥက္ကလာပတိုက်ပြည်ကို ပင့်ဆောင်လာခဲ့ကြပါတယ်။အဲ့ဒီကုံတယ်ညီနောင်နှစ်ယောက်နဲ့အတူဥက္ကလာပမင်းကြီးတို့ဟာမြတ်ဗုဒ္ဓဘုရားရှင်ရဲ့ဗျာဒိတ်တော်အရဇေဒီတီဖို့သင်္ကုတ်တရကုံတော်ကိုရှာဖွေကြတဲ့အခါကုံတော်ကိုရှာဖွေမတွေ့ရှိခဲကြပါဘူး။သင်္ကုတ်တရကုံတော်ကို ရှာဖွေတွေ့ရှိသူတွေကိုစုတော်များရှိမြင့်မည်ဖြစ်ကြောင်းအမိန့်တော်ထုတ်ပြန်ခဲ့ပေမဲ့ရှာမတွေ့နိုင်ဖြစ်ခဲ့ရပါတယ်။နောက်ဆုံးတော့ဥက္ကလပမင်းကြီးဟာခမဲတော်သကြမင်းကိုအကူအညီတောင်းမေးမြန်းခဲ့ပေမဲ့သကြမင်းကလည်းတတန်နုနယ်သေးတာကြောင့်ရှေ့ရှေ့ဖျားရှင်တို့လက်ထက်ကလေးကရှိခဲ့တဲ့တင်ကုန်းတရကုန်းတော်ကြည့်ရှိရာနေရာကိုမသိနိုင်ဖြစ်ခဲ့ရပါတယ်။အဲ့ဒီအချိန်သကြမင်းကတတ်တော်ရှိကဘာနယ်ကြီး၅ပါးတို့ကိုပင့်ဖိတ်ပြီးမေးမြန်းခဲ့ရပါတယ်။ အဲ့ဒီအခါဝေလူသူမနအမည်ရှိတဲ့စုလင်နဲ့ရောဟဏီအမည်ရှိတဲ့ဘိုးတထောင်နဲ့ဒက္ခိဏအမည်ရှိတဲ့သင်္ကန်းကျွန်းနဲ့အမိသားအမည်ရှိတဲ့မှော်ပီနဲ့စတဲ့နေကြီးလေးပါတို့ကရောက်ရှိလာခဲ့ပြီးမှော်ပီနေကြီးကသင်္ကုတ်တရကုန်းတော်ကိုညွှန်ပြခဲ့ပြီးဝေလူသူမနအမည်တွင်တဲ့စုလင်ဘိုးဘိုးကြီးကလည်းကကုတ်တင်ဖျားရှင်လက်ထက်ကဘလူဘွားဖြစ်ခဲ့ပူပြီးကကုတ်တင်ဖျားရှင်ကြွလာတဲ့အခါဆန်းယူစားတောက်ဖို့လုခဲ့ပေမဲ့ ဘုရားရှင်ကတရားဟောချွတ်တော်မူခဲ့ပြီးတောက်ဝဲတော်ကိုလည်းချီးမြှင့်ပေးသနာတော်မူခဲ့ပါတယ်။အဒီတောက်ဝဲတော်ကိုတင်ကုန်တရာကုန်းတော်ဘောကကញင်ပင်ကြီးအောက်မှာမြုပ်နှံထားခဲ့ကြောက်ပြောပြခဲ့ပါတယ်။ရောဟဏီအမည်ရှိတဲ့ဘိုးတထောင်နယ်ကြီးကလည်းကောနာကုံမြတ်စွာဘုရားရှင်ချီးမြှင့်တော်မူခဲ့တဲ့ရေစစ်တော်ကိုအဒီကញင်ပင်ကြီးအောက်မှာပဲမြုပ်နှံထားခဲ့တယ်လို့ဆိုပါတယ်။ဒက္ခိဏအမည်ရှိတဲ့တင်ကန်းကျွန်းနယ်ကြီးကလည်းကတ္တပဘုရားရှင်စီကရရှိတဲ့ရေတနုတ်တော်မြတ်ကို အဲ့ဒီကရင်ပင်ကြီးအောက်မှာပဲမြုံနဲ့ထားခဲ့ကြအောင်အတီးတီးပြောပြခဲကြတယ်လို့သိရှိရပါတယ်။အဲ့ဒီနောက်ဗဇမင်းနဲ့နေကြီးလေးပါအပြင်ဥက္ကလပမင်းကြီးတဖုတ်သဗလိကကုံတဲ့ညီနောင်တို့နဲ့အတူတိုက်သူပြည်သားတို့ဟာသင်္ကုတ်တရကုန်းတော်ကိုရှာဖွေပြီးကရင်ပင်ကြီးကိုခုတ်လဲကနေကြီးတွေမြုံနဲ့ထားတဲ့ရှစ်ရှစ်ဖျားရှင်တို့ရဲ့ပရိဘောဂဓာတ်တော်တွေကိုရှာဖွေတွေ့ရှိခဲကြပြီးပရိဘောဂဓာတ်တော်သုံးဆူနဲ့အတူ တဖုတ်သားနဲ့ဗလိကညီနောင်တို့စီကရရှိခဲ့တဲ့ဂေါတမမြတ်စွာဘုရားရှင်ရဲ့ဆန်တော်မြတ်ရှစ်စုတို့ကိုစုပေါင်းထာပနာပြုပြီးမဟာသက်ကရိတရား3ခုနှင့်တပေါင်းလာပြည့်နှစ်မှာဒီရွှေတကုံဇေတီတော်မြတ်ကိုတည်ထားခဲ့ကြကြောင်းရွှေတကုံဘုရားသမိုက်မှတ်တမ်းအရဖတ်မှတ်ရပါတယ်။ဆိုတော့အခုဒီရွှေတကုံဇေတီတော်မြတ်ရဲ့ဘုရားသမိုက်အချက်လဲတချို့ဟာမှားယွင်းပြီးလိန်ညာရေးသားထားတယ်ဆိုတဲ့အချက်ကိုပြောပြပါမယ်။ဘုရားသမိုက်အချက်လဲတချို့ကိုလွှဲမှားပြီး တမိန်လင်ညာရေးသားထားတယ်ဆိုတဲ့အချက်ကတော့ရွှေတကုံဇေတီတော်မြတ်မှသာပနာပြုခဲ့တဲ့ရှိရှိဖျားရှင်တို့ရဲ့ပရိဘောဂဓာတ်တော်တွေအကြောင်းပါဖျားတပါးနဲ့တပါးပွင့်ကြတဲ့အထဲဖျားရှင်တပါးရဲ့သာသနာတော်မကုံဆုံးသေးပဲနောက်ဖျားရှင်တပါးပွင့်လို့မရပွင့်ရို့ထုံးစံမရှိဆိုပြီးဓမ္မဇေတီဆရာတော်ကြီးနဲ့ဒေအိုးဆရာတော်ဥတုမင်္ဂလာတို့ကဟောကြားတဲ့တရားတော်တွေကိုနာကြားဖူးပါတယ်ရှင်ဖျားရဲ့ဓာတ်တော်လေးတစ်စုချန်နေရင်တော့ နောက်ဖျားပွင့်လို့မရဘူးအဲ့လေးစုတတ်ပုံရွှေတကုံတို့ဘာလို့စဉ်းစားเสียပေါ့ဥပမာအနေနဲ့အခုဂေါတမမြတ်စွာဘုရားရှင်ရဲ့သာသနာတော်နှင့်၅ထောက်အတွင်းမှာနောက်ပွင့်မဲ့ရီမီဒီယာဘုရားရှင်ပွင့်လို့မရပဲဂေါတမမြတ်စွာဘုရားရှင်ရဲ့သာသနာတော်ကွယ်ပြီးရှိရှိသမျှသောဓာတ်တော်တွေကွယ်ပြောက်ပြီးမှရီမီဒီယာဘုရားရှင်ပွင့်လို့ရမယ်လို့ဆိုလိုတဲ့သဘောပါအဲ့ဒီအချက်တွေကိုလေ့လာမှတ်သားဖုသူတွေကရွှေတကုံစီတီတော်မှာ ရှေရှေဖျားရှင်သုံးစုတို့ရဲ့တောက်ဝေးတော်ရေစစ်တော်ရေတနုတ်တော်တွေကိုထပ်ပနာထဲသွင်းထားတဲ့ဆိုတာဟာလိန်ညာပြီးရေးသားထားတဲ့သမိုင်းအချက်လက်အမှားတဖြစ်တယ်လို့ဆိုကြပါတယ်။တရှုကတော့တသနာကွယ်ရင်ပျောက်ွယ်တဲ့အထက်မှာတရီရဓက်တော်တွေသာပါဝင်ပြီးအသုံးဆောင်ပစ္စည်းတွေဖြစ်တဲ့ပရိဘောဂဓက်တော်တွေမပါဝင်ကြောင်းဆိုကြပါတယ်။ဒါကြောင့်ဒီအချက်ဟာလိန်ညာရေးသားထားတာမဟုတ်ပဲသမိုင်းအမှန်ဖြစ်တယ်လို့ဆိုကြပါတယ်။ကျွန်တော်တို့ဘာမှမဟုတ်တဲ့သူကတော့ ဒီသမိုင်းကြောင်းဟာမှားတယ်မှန်တယ်ဆိုတာကိုဘာမှတ်ချက်မှမပေးနိုင်ပါဘူးရွှေတကုံဇေဒီတော်မြတ်ရဲ့သမိုင်းကြောင်းနဲ့ပတ်သက်ပြီးအခုလိုကွဲလွဲတဲ့ပြဿနာဝေဖန်ချက်တွေရှိနေကြောင်းဘ ഹു တုတတရဲ့အနေနဲ့တင်ဆက်ပြခဲ့ရချင်းသာဖြစ်ပါကြောင်းပြောကြရင်ဤကုံချုပ်လိုက်ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်ပါ